တက်ပြီးတော့အဲဒီနှလုံးတွေကိုထုတ်နေတဲ့ဒီအချိန်တော်အတွင်းထဲမှာပဲရာဇဝေဘေးပြေးမလို့ဆိုတဲ့ဇကားအတိုင်းပဲပေါ့နော်ဖြစ်ချင်တော့ပျောက်ဆုံးနေတဲ့ကလေးရဲ့ဖေကလည်းသူ့လို့ရဲ့ကလေးကိုလိုက်ရှာလာပေါ့နော်ဒီကန်းချီတဝိုက်မှာလိုက်ရှာနေတဲ့အခါမှာဒီကန်းချီရဲ့ဒီကြောက်တုံးတွေရဲ့ကြားထဲမှာကလေးကိုတက်ပြီးတော့အဲစီဝါကပေါ့နော်အသေးဒီနှလုံးတွေကိုဒီထုတ်နေတဲ့တန်လန်းကြီးမှာပဲကလေးရဲ့ဖခင်ဖြစ်တဲ့သူကမြင်တွေ့လိုက်တယ်။အားနေငယ်မှာလွန်ခဲ့တဲ့အနှစ်60လောက်ကအလွန်အမထိုင်းလန်းချောက်ကြားစရာကောင်းတဲ့ဖီးရဲ့အမှန်တကူရှိခဲ့မှုတွေဗျာ။ အဲ့ဒါကတော့လူသက်ပြီးအသေးတွေနှလုံးတွေထုတ်စားတဲ့ဆိုတော့ဖြစ်ရပဲဖြစ်ပါတယ်ဒီဖြစ်ရကိုတည်းဒီထိုင်းလူမျိုးတယောက်အဲပြောပြပေးထားတာကိုကျွန်တော်ကမှတစ်စက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဘာသာပြန်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ အမှတ်ချက်အနေနဲ့ဒီမှာကျွန်တော်ပြောချင်တာကတော့ဒီထက်မှပါဝင်တဲ့ခုနှစ်သက်ကရစ်တွေဟာထိုင်းခုနှစ်တွေပဲဖြစ်ပါတယ်အင်္ဂလိပ်ခုနှစ်တွေလုံးဝမဟုတ်ပါဘူးခင်ဗျာအခုလက်ရှိထိုင်းခုနှစ်ကတော့1569ခုနှစ်ဖြစ်ပြီးတော့အင်္ဂလိပ်ခုနှစ်ကတော့အလုံးသိကြတဲ့အတိုင်းပဲ2025ခုနှစ်ပဲဖြစ်ပါတယ်ခင်ဗျာပစ္စည်းအစားကိုပြောရမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လှုပ်လှုပ်ကင်နေတဲ့တရုတ်နိုင်ငံသားအသက်55နှစ်ရှိတဲ့စီအိုဆိုတဲ့လူတစ်ယောက်ရှိတယ်ဗျာ ထိုင်းနိုင်ငံပကျွန်းမြို့နယ်ထောက်စကဲမြို့ကိုထိုင်းခုနှစ်2469ခုနှစ်မှာရောက်ရှိလာပြီးတော့ကူဒီထန်းတဲ့အလုပ်ကိုလုပ်ကင်တဲ့ဒီနေ့မှာဒီထောက်စကဲမြို့ရဲ့တနေရာမှာအသက်9နှစ်အရွယ်မိကလေးတယောက်ဟာရင်ဘက်ကနေပြီးတော့ဒီဘိုက်အထိဓာတ်နဲ့ခွဲထားတဲ့ဒဏ်ရာနဲ့သေဆုံးနေပြီးတော့ဒီအသေးတွေနှလုံးတွေလည်းထူးဆန်းစွာပျောက်ဆုံးနေတာကိုမြင်တွေ့လိုက်ရတယ်ဗျာဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ရဲတွေနဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးစုံစမ်းစာပွေစစ်ဆေးမှုတွေလုပ်ပြင်မဲ့လဲဘာကြောင့် အဲခုလိုမျိုးပုံစံသိဆုံးနေရတာလေဆိုတဲ့ဒီအမှုမှန်ကိုတော့မဖော်ထုတ်နိုင်ခဲ့ဘူးဗျကလေးမလေးသိဆုံးမှုနဲ့ပတ်သက်ပြီးတရားခဏ်ကိုဖော်ထုတ်မဖန်ဆီးနိုင်သေးတဲ့ဒီအချိန်တော်တွင်းလေးမှာပဲထပ်မံပြီးတော့အဲ့ဒီထောက်စကဲမျိုးမှာပဲအသက်17နှစ်အရွယ်အကောင်လေးတယောက်ဟာအရှိကဒီဖြစ်စဉ်နဲ့အလားတူသိဆုံးနေပြီးတော့ဘိုက်ထဲမှာအသေးတွေနှလုံးတွေပျောက်ဆုံးနေရတဲ့မြင်တွေ့လိုက်ရပြန်တယ်ဗျရဲတွေနဲ့မြို့သူမြို့သားတွေလည်းအတော်လေးပုံမှာအံဩထိတ်လန့်ပြီးတော့အမှုတပင်းတရားခဏ်ကိုစာပွေစုံစမ်းမှုတွေလုပ်တယ် ထိုင်းနိုင်ငံမှာလည်းဟိုရင်တုန်းကအခုလိုမျိုး CCTV တွေဒီပညာထောက်ကူပစ္စည်းတွေမရှိတဲ့အခါကျတော့တရားခံကိုရှာဖွေတဲ့အခါမှာအတော်လေးပုံမှာလည်းခက်ခဲတာခဲတာတွေလည်းရှိတာပေါ့နော်အမှန်တော့ကူလီထန်းတဲ့စီဝုံလို့အမည်ရတဲ့တရုတ်ကြီးကတက်ပြီးတော့အသေးတွေနှလုံးတွေကိုထုတ်ပြီးတော့ခင်စားချက်စားတာပဲဖြစ်ပါတယ်အဲသူ့ပုံစံကလည်းမသိလို့ချင်းကုတ်ချောင်းချောင်းနဲ့ဘယ်သူနဲ့မှလည်းစကားမပြောအနေအေးတဲ့အခါကျတော့ပေါ့နော်အားလုံးကလည်းခရေးတွေကိုဒီလူကြီးတက်တယ်လို့ဆိုပြီးတော့ဘလူးမှာကိုမထင်ကြရတာလည်းဖြစ်တယ်တဲ့ အဲဒီလိုနဲ့ဒီထောက်စကဲမျိုးမှာလည်းခလေးတွေထူးဆန်းစွာတည်ဆုံးတဲ့ဒီဖြစ်ရက်တွေနဲ့ပတ်သက်ပြီးတော့ရဲတွေခြေချုပ်နေတဲ့အချိန်မှာသူကအသားလေးညင်ပြီးတော့နေလိုက်တယ်အားလုံးဒီမထားတဲ့အချိန်လောက်ကြမှာတရုတ်ကြီးကထောက်စကဲမျိုးကမှတဆင့်ပေါ့နော်2500ခုနှစ်မှာဘန်ကောက်ဘက်ဖြစ်တဲ့ဒီနတ်ခေါ်ပထုံမြို့ကိုထွက်ပြီးတော့ပြေးတယ်ယထာဘူဓာတွေအဲတင်မောစိတ်တွေမှာပေတီပေစုပ်နေပြီးတော့ကူလီထန်းတဲ့အလုပ်ကိုလုပ်ပြီးတော့တယောက်တည်းဝမ်းရည်ကိုသူဖြည့်ရှင်းပြီးတော့အဲ့လိုမျိုးနေလိုက်တယ်ဒီနတ်ခေါ်ပထုံမြို့ကို ရောက်ပြီးတစ်နှစ်လောက် ကြတော့ထက်မှန်ပြီးတော့ကလေးတယောက်ကိုတက်ပြီးတော့အသေးတွေနှလုံးတွေကိုထုတ်ပြီးတော့ကင်စားချက်စားပြလိုက်ပြန်တယ်ဗျ။အဲတွေနဲ့ထိုင်းပြည်သူပြည်သားတွေကလည်းအတော်လေးပုံမှာလူသက်သမားကိုစိတ်တူနေကြပြီးတော့ဗောနော်အရှင်ရရအသေးရရဖမ်းမိရင်တော့မလွယ်ဘူးတတ်မယ်ဖြတ်မယ်ဆိုပြီးတော့ရုပ်ရုပ်တဲတဲတွေအကုန်လုံးဖြစ်ကုန်ကြတယ်။ရဲတွေလည်းကလေးတွေအားလုံးတည်ဆုံနေတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့တရားခံအားတယောက်တည်းဖြစ်နိုင်တယ်ဆိုတာသိပေမဲ့လည်းဘာကြောင့် အသေးတွေနှလုံးတွေထုတ်ပြီးတော့ယူသွားတာလဲဆိုတာကိုတော့ရဲတွေရောပြည်သူတွေရောကစိတ်ဝင်တစားဖြစ်နေကြတာပေါ့ဗျာပေတီပေဆုံးနဲ့အယူကြီးတယောက်လို့နေပြီးတော့ကိုလီထန်းနေတဲ့တရုတ်ကြီးကိုဘယ်သူမှမယိမ့်မိကြဘူးပေါ့နော်အန်တော့အန်ဝေါ်စရာပဲပေါ့သူကလည်းဘလောက်အနေထိုင်ပြီးတလဲတော့မပြောတတ်ဘူးပေါ့ဗျာ ထုံးစံအတိုင်းကလေးတယောက်ကိုတက်ပြီးတာနဲ့အသာငိမ့်နေပြီး2050ခုနှစ်မှာထပ်မံပြီးတော့လက်ရောင်မျိုးကိုထွက်ပြေးသွားပြန်တယ်ဗျလယောင်မျိုးကတော့ပင်လယ်ကမ်းခြေတွေနဲ့နီးတဲ့မျိုးလေးဖြစ်တဲ့အခါကျတော့ကမ်းခြေနဲ့လားပါတွေပဲရှိတယ်။ကုန်နေကုန်ချလုပ်တဲ့စိတ်ကမ်းတွေလည်းဟိုရင်တုန်းကရှိတယ်ပေါ့နော်။ဒီညနေပိုင်းကမ်းခြေနီးနားတစ်ဝိုက်မှာနေတဲ့ကလေးတွေကဒီကမ်းခြေမှာလာလာပြီးတော့စော့ကြတာမျိုးတွေရှိတယ်။ ိုက်ထဲရမှာဒီကလေးတယောက်ကိုသူကဘယ်ချိန်တည်းကကြည့်နေတယ်လဲတော့မသိဘူးပေါ့နော်သူတက်ဖို့အဲဘလို့ပုံစံသူစီးရုံပြီးတော့ကလေးကိုခေါ်သွားတယ်တော့မသိဘူးဗျတက်ပြီးတော့အဲဒီနှလုံးတွေကိုထုတ်နေတဲ့ဒီအချိန်တော်တွင်ထဲမှာပဲရာဇဝေဘေးပြေးမလို့ဆိုတဲ့စကားအတိုင်းပဲပေါ့နော်ဖြစ်ချင်တော့ပျောက်ဆုံးနေတဲ့ကလေးရဲ့ဖေကလည်းသူ့လို့ရဲ့ကလေးကိုလိုက်ရှာလာပေါ့နော်ဒီကန်းချီတဝိုက်မှာလိုက်ရှာနေတဲ့အခါမှာဒီကန်းချီရဲ့ဒီကြောက်တုံးတွေရဲ့ဂျားထဲမှာ ကလေးကိုတက်ပြီးတော့အဲဒီ CO ကပေါ့နော်အသေးဒီလုံးလေးကိုဒီထုတ်နေတဲ့တန်လန်းကြီးမှာပဲကလေးရဲ့ဖခင်ဖြစ်တဲ့သူကမြင်တွေ့လိုက်တယ် CO ကိုမြင်တွေ့တဲ့အခါမှာအော်ဟစ်ပြီးတော့အနီနာတဝိုက်ကိုအကူညီတောင်းလာပေါ့နော်အဲဘေးနားမှာရှိတဲ့လူတွေကဝိုင်းဝန်းပြီးတော့အဲဒီ CO ကိုဖမ်းလိုက်တယ်ရဲတွေဖမ်းလာတော့မဟုတ်ဘူးပေါ့နော်ပြည်သူတွေဝိုင်းပြီးတော့ဖမ်းလိုက်တာအဲနဲ့ရဲလက်ကိုအက်လိုက်တယ်ရဲတွေရောက်ရှိလာပြီးတော့တယောကြီးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ဆေးမေးမြန်းလိုက်တဲ့အခါမှာသူတက်တာကလေးစုစုပေါင်း၄ယောက်ပေါ့နော်ထောက်စကဲမျိုးမှာက၂ယောက် ်နောက်ကပထမကတယောက်နောက်ဆုံးတယောက်ဒီလေယောင်မြို့မှာကတယောက်ဆိုစုစုပေါင်း၄ယောက်ကိုသူတက်လိုက်တာပေါ့နော်ကလေးတွေကိုတက်ပြီးတော့ဘာကြောင့်အသေးလေးနှလုံးတွေကိုထုတ်ပြီးတော့အစားရတာလဲလို့သူ့မေးမြန်းတဲ့အခါမှာသူ့ရဲ့ဖေးဆူချက်ကတော့တော်ကူမအန်ဩစရာကောင်းတယ်ဗျသူ့မှာပန်းနာရင်ကျက်ယောဂရှိတယ်ပေါ့နော်ဒီပန်းနာရင်ကျက်ယောဂတက်တာပြောက်ပဲအောင်ဆိုပြီးတော့အခုလိုမျိုးကလေးတွေရဲ့အသေးကိုထုတ်ပြီးတော့စားရခြင်းဖြစ်တယ်ဆိုပြီးတော့ပြန်ဖြေလိုက်တယ်ဗျဘယ်သူကများပန်းနာရင်ကျက်ပြောက်တယ်ဆိုပြီးတော့တယောက်ကြီးကိုဂျင်းထဲလိုက်တယ်လို့မပြောတတ်ဘူးပေါ့နော် အဲဘာကြောင့်ဒီကလေးလေးကိုပဲပြင်မှတ်ထားပြီးတော့အဲတက်ရတာလဲလို့သူ့ကိုထပ်ပြီးတော့မေးမြန်းတဲ့အခါမှာသူ့ရဲ့ဖြေဆိုချက်ကတော့ရိုးတော့ရိုးရှင်းတယ်ပေါ့နော်ကလေးလေးဆိုလို့ရှိရင်သူတက်ဖြတ်တာလွယ်ကူလို့ပေါ့နော်ဒါကြောင့်ကလေးလေးကိုပဲသူပြင်မှတ်ထားပြီးတော့အခုလိုမျိုးအတက်ပြီးတော့အသေးလေးနှလုံးလေးကိုထုတ်ပြီးတော့စားရတာဖြစ်တယ်ဆိုပြီးတော့အဲဖြေချလိုက်တယ်ဗျနောက်ဆုံးပြစ်မှုထင်ရှားတဲ့အခါကျတော့ပေါ့နော်ဒီတရုတ်ကြီးကိုဒီတလအတော်တွင်းထဲမှာပဲပေါ့နော်အဲ့တုန်းကသူ့ကို တနက်နဲ့ပြစ်တက်ပြီးတော့ဒေတန်စီရင်လိုက်တယ်လို့သိလိုက်ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတယ်ထိုင်းနိုင်ငံကဘူကေဖျက်မှန်အကြောင်းအရာလေးကတော့ဒီတော့ပါပဲခင်ဗျကျွန်တော်ရဲ့ဒီပြိုလေးကိုအဆုံးလေးအောင်နားစင်ခံစားကြည့်ကြည့်ပေးကြတယ်တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျ